ဟယ်လိုမေပါချက်သားတွေစားရတာရှုံးနေပြီလားအဲ့လိုဆိုရင်တော့အခုလိုမျိုးရှွရှွရှက်ရှက်လေးနဲ့အရန်စားလို့ကောင်းတယ်ချက်တော့စနေချက်စားကြည့်ပါရှင်ချက်ရတာလည်းအရန်လွယ်ပြီးတော့စားလို့လည်းအရန်ကောင်းတဲ့အတွက်ကြောင့်အားလုံးပဲကြည့်ရှုပေးကြပါအောင်ရှင်ပထမဆုံးအနေနဲ့ချက်သားကိုချက်မသားလေးတုံးထားပါတယ်တောက်ဆန်းဆိုတာကအရင်နဲ့ဆိုတော့လေအပြော့သားရိုးရိုး CP ကိုတုံးမဲ့ဆိုရင်အရသာကဖွဖွဲနဲ့စားလို့မကောင်းဘူးเนาะအဲ့ဒါကြောင့်မိုးချက်သားကိုအမသားလေးတုံးထားပါတယ်ပြီးရင်တော့ချက်တောက်ဆန်းမှာအထိကမပမဖြစ်တဲ့ငပိစိမ်းသားလေးထည့်ပေးပါမယ် ပြီးရင်တော့တောက်ဆန်းမှာအနံ့လေးပွင့်နေအောင်လို့စပလင်ထည့်ပေးပါမယ်။ကျက်တော်အဖြူချင်းပပလီထားတာလေးထည့်ပေးပါမယ်။ပြန်တော့ရေလေးထည့်ပြီးတော့ပြုတ်ပေးပါမယ်။အယောင်လေးလာတော့အောင်လို့အယောင်တင်မုတ်လေးအနေငယ်လေးထည့်ပြီးတော့တုံးပေးပါမယ်။ကြက်သားကအမသားကိုတုံးထားတာဆိုတော့လေနှစ်ရည်သုံးရည်လောက်တော့ချက်ပေးရပါလေ။ကြက်သားလေးတွေနူးသွားအောင်နော်။အွန်လိုင်းဖွင့်လိုက်ဖွင့်လိုက်အွန်လိုင်းနဲ့နောက်ဆုံးမှတော့ကြက်သွားပါလေ။အဲဆက်လိုက်နဲ့မိချက်တော့မဟုတ်ဘူးပေါ့နော်။ကြက်မသားလေးလေးနူးပြီးတော့ကြက်သွားတာပါ။ဟုတ်လို့ကြက်သွားပြီးဆိုရင်တော့ကိုကလိုသလောက်ရည်ထပ်ထည့်ပြီးတော့ရေစုအောင်လို့ပြန်ပြီးတော့တည်ထားပေးမယ်နော်။ အခုလိုရေးစုလာပြီဆိုရင်ပဲပြားလေးတွေထည့်မယ်နော်ပဲပြားလေးတို့အတုံးသေးသေးလေးတွေတုံးပြီးတော့ထည့်ပေးထားပါမယ်ပြရင်တော့မယမ်းများရေစိမ့်ထားတာလေးကိုထည့်ပေးပါမယ်။တကယ်လို့ကို့မှာကမယမ်းများချောက်မရှိဘူးဆိုရင်မကြီးသီးမဲ့ကိုတောင်းလို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းတောက်ခံနီးမှာတမယာသီးလေးညှစ်ချပြီးတောက်လည်းရပါတယ်။ပြရင်တော့ထည့်ထားတဲ့ပဲပြားလေးတွေချက်သွားဖို့အတွက်ကြောင့်အဖုံးလေးအုပ်ပြီးတော့ခဏထပ်ချပေးမယ်နော်။အစုံနာပြီးတော့ပဲပြားလေးတွေချက်လာပြီဆိုရင်တော့ထည့်ထားတဲ့စပလင်တွေကိုဖယ်လိုက်တော့မယ်နော်။အနက်လည်းမွေးလာပြီဆိုတော့ရှုပ်လို့ပါ။ဖျားပြီးရင်ညံ့ဖြတ်တာချက်မှာပါ။ ခင်တော့ရတာမြည်ပြီးတော့ရင်လိုအပ်တဲ့ရတာလိုက်ပေးပါမယ်အချုံမုတ်စာငပြားကြီးကိုလိုအပ်သလိုအစင်ပြေသလိုပြင်ပေးပါအခုချိန်မှာမြင်ရတဲ့ပုံစံကအရေးကျဲနေတယ်ထင်ရပါမယ်လေတောက်ဆန်းကတောက်ဆန်းအရေးအဓိကတောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီအနေကအရေးတော်ပဲနော်ဖြစ်ရင်တော့ခြောက်ကန်ဒီအချိန်နေမှာငရုတ်သေးစိမ့်ပပလိထတာလေးတွေကိုထည့်ပေးပါမယ်အဆက်ကတော့ကိုစားနိုင်တဲ့လောက်အချိန်နေကိုထည့်ပေးပါနော်ခြောက်ကန်ဒီပြီဆိုရင်တော့နောက်ဆုံးမှပင်စိမ့်လေးအုပ်ပါမယ်ခြောက်တောက်ဆန်းမှာတခြားသူတွေကနာနာမင်းနဲ့ကြိုက်လာမသိပြင်မယ်ကျွန်မကတော့ပင်စိမ့်နဲ့အရန်ကြိုက်ပါတယ်ပင်စိမ့်နဲ့မှုမှုလေးနဲ့အရန်စားလို့ကောင်းတော့ပါနော် ဒီလိုပုံစံပဲချက်သားနေရာမှာဝတ်သားတို့ငါးတို့လည်းတောင်းလို့ရပါနော်ဝတ်တောက်ဆန်တတောက်ဆန်ငါးတောက်ဆန်ပစွန်တောက်ဆန်ဒီလိုပုံစံလေးတွေလည်းချက်လို့ရပါတယ်အဲ့တော့ချက်သားကိုရိုးရိုးကြီးပဲချက်စားရတာရုံးနေပြီဆိုရင်ဒီလိုပုံစံလေးချက်စားကြည့်နော်ချက်တောက်ဆန်မို့လို့အရင်မဲစားလို့ကောင်းပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်